အဖေကတော့ဒီဒီဟိုပေါ့ဖြစ်စားပေါ့ဆန္ဒပြရတဲ့အချင်းကစားလို့အဲ့မှာလည်းပဲသူဟိုပေါ့ဟိုပေါ့တပိတ်ကောင်းဆောင်ပေါ့တပိတ်ကောင်းဆောင်လုပ်ခဲ့တယ်ပြီးတော့ဒီလက်နက်ကိုင်းလက်နက်ကိုင်းစားပြီးတော့ဒီမြို့နယ်မှာလှုပ်ရှားတော့လည်းပဲဒီရရလူကြီးပိုင်းအနေနဲ့ရောဒီထပ်ဖို့တာဝန်တွေဒီလက်နက်ကိုင်းကိစ္စတွေမှာလည်းပဲအများကြီးပါဝင်ခဲ့တယ်ပေါ့ပထမအစပိုင်းမှာဆိုတော့ဟုတ်တယ်ဒီစခန်းစားပြီးစခဲ့တာတွေဟိုလူတွေပေါ့ဟိုစီယုံရေးဆင်းတာတွေအားရရစားလို့ပါခဲ့တာ စာပြီးဆန်းတဲ့ပြကြတော့ဒီမြို့နယ်ပေါ့နော်စေဥတရာမြို့နယ်မှာပြရကောဒါလည်းတောက်လျှောက်ပဲတင်းမှမပြစ်ဘူးဒီပြီးတော့ကျွန်တော်တို့ဒီအုတ်စုကြေးရဘက်မှာကျွန်တော်ဘူးမှပြရတယ်ပေါ့ဒီကြေးရဘောင်းဒီစေဥတရာမြောက်ပိုင်းကကြေးရလေးဆိုပြီးတော့ပြရမှာလဲပါရတယ်ဟုတ်ဦးစီးဦးဆောင်ပါဒီစေုပ်တံမျိုးနဲ့မှဒီအနယ်ဝေးမှာကြာဆုံးပြီးတော့မှ စတင်ခဲ့တယ်ပေါ့လေဒီအချင်းစားပြီးလှုပ်ရှားခဲ့တယ်ဒီလက်နက်ခရမ်းကိစ္စတွေအထိပါပါဝင်ကူညီခဲ့တာပေါ့အဲရောဝဲဝါသူတို့ကခဏခဏလာတယ်လေစတားတွေခဏခဏလာတယ်လာတော့ဒီရောကလူကြီးကိုဖန်စီမင်းမြတ်နဲ့ပေါ့အဲ့လိုတွေလုပ်တယ်အဲတယောက်ဆိုရင်တော်တော်လေးနှိမ့်ဆက်ခံရသေးတယ်သူကဖုန်းကိုတချင်းဖို့ပြီးတော့မှသူကဒီမှာထန်းလေးတော့တယ်ပေါ့ တွန်းလီသွားတယ်စစ်သားတွေကနောက်ကတည်းခေါ်တယ်ခေါ်တော့မကြောက်ဘူးမကြောက်ဘူးဆိုတော့ဘာလို့အော်ဖုန်းလှည့်ပစ်လိုက်တယ်ခေါ်ပြီးတော့ဖုန်းလှည့်ပစ်လိုက်တယ်ဘာဖြစ်လို့ဖုန်းလှည့်ပစ်တာလဲဘာလဲပေါ့အဲပြီးတော့ထုံးနေနှက်စကြတာပေါ့အမဦးစင်းလေးကိုကျွန်တော်အဖေတို့ကဝင်ပြီးတော့ဖြေရှင်းတာပေါ့သူကနေဝက်တယ်လို့နားလဲတိတ်မကြောက်ပေါ့လေထုံးလို့အားရရေပေါ့ဘယ်လိုပြောပြီးတော့မှဘာကြောက်မှမဟုတ်ပါဘူးပေါ့ဖုန်းလည်းသူစစ်စီတော့ဘာမှမတွေ့ဘူးအဲ့လိုမျိုးကြီးဖြေရှင်းတယ်ဖြေရှင်းရတော့ဒီမလို့တဲ့ဘက်ကတော့ဒါ တို့နဲ့ပတ်သက်တဲ့ပေါ့ပတ်သက်တဲ့ဒဏ်လောက်တယ်ပေါ့ဒါမျိုးဒါမျိုးယူဆတာပေါ့ကျွန်တော်တို့ကဒီ time ပဲရောက်ပြီးတော့ပေါ့လေဒီ energy မှာလဲ PI မှာလဲကျွန်တော်ကလက်စက်ထောက်ဖို့တတဖြစ်တော်မှတဆောင်းတယ်ပြီးတော့မှကျွန်တော်ဒီမုံရဘက်ဒီမုံရဘက်ပြီးတော့ဒီမကွေးတိုင်းဒီကံကောင်းဘက်ကိုလည်းကျွန်တော်ပို့ဦးတယ်တယောက်တည်းအနေနဲ့လည်းပို့ဦးတယ်ကျွန်တော်အဖွဲလည်းထောင်ပြီးတော့လုပ်ခဲ့ပြီးတည်တယ် အဖွဲ့အနေလက်ချောပို့ဦးတယ်ကျွန်တော်တယောက်တည်းအနေနဲ့တော့ဒီအညူကြီးမာတာလက်စင်ထပ်ဖို့တက်တာပေါ့ဟုတ်ကဲ့အဖွဲ့ထောက်ကတော့ကျွန်တော်ဒီကျောင်းတင်ငယ်ရင်းနေစုပြီးတော့ပေါ့လေတော့လောက်ကြမယ်ပေါ့ဒီကတော့ကျွန်တော်တို့ဘက်အတွက်မြို့နယ်ဘက်အတွက်လုပ်မယ်ပေါ့လုပ်ပြီးတော့ကျွန်တော်တို့စပြီးတော့ကျွန်တော်အတိမိတ်ဆွေတွေလူချင်းတွေကိုပဲကျွန်တော်တို့ဖွဲ့လိုက်တယ်ပေါ့ဖွဲ့ပြီးတော့မှဘေးကတော့မယူပါဘူးကျွန်တော်တို့အဖွဲ့သားတွေကပဲဘယ်လောက်ထက်မယ်ဘယ်လောက်ထက်မယ်ဘယ်လောက်ထက်မယ်ဆိုပြီးစုပြီးထည့်ရတာပေါ့ ားပြီးတော့ကျွန်တော်မုံရပဲပေါ့လေမုံရပဲဆိုတကယ်အလုံးလုံးနေတဲ့အဖွဲ့အစည်းပေါ့ကျွန်တော်အတိမေဆွေရတစ်ဆင်းမှကျွန်တော်သူ့ကိုပို့ဝယ်ဘူးလေညစင်းအောင်ကသူစညစင်းအောင်စပေါ်ခဲ့တဲ့အချိန်ပလား2056လောက်ဖြစ်မလားမသိဘူးအဲ့ဒီအချိန်ကစပြပြဟုတ်ကြေးဝအနေနဲ့လုတ်ခဲ့ရတာပါဦးစည်းစောလုတ်ခဲ့ရတာပေါ့ ဒါတော့ဒီမြို့နယ်တဲမှာလည်းအကုန်လုံးသိကြပါပြီဥကတော့တိုင်းခေံကိုလည်းကျွန်တော်အဆင့်ဆင့်ပို့ထားပြီးသားလေတိုင်းစားလေးဆင့်ဆင့်ပို့ထားပြီးသားသူလည်းပဲဥတော့စူးစမ်းနေကြတာပါလေဒါပို့ခွေရေးနဲ့ဆိုင်နေလေတော်လိုင်းသမားလည်းတော်လိုင်းသမားတယောက်ကိုဒီလိုလွတ်ပစ်တာဆိုတော့ညာစီအောင်ခိဆာဆိုတာကအလုံးတည်ပြတာတိုင်းပဲဒီတနေ့ကျော်ဒီဖန်းတာတော့မှတော်လေးသူတို့ဘက်ကဖန်းစီတာတော့တရားလွန်နေဦးလို့ပြစ်တက်လိုက်တာဆိုတော့ဘလို့မှမပြစ်တဲ့ကိစ္စကြီးလေ ဒါသူတို့အကုန်လုံးတည်တယ်ကျူးလွန်သူတွေကိုဟိုပါပေါ့ထိုက်တဲ့ပြစ်ဒဏ်ရေးယူဖို့အတွက်ကိုတော့ကျွန်တော်စူးစမ်းနေတယ်ဒီတိုင်းခေကိုလည်းကျွန်တော်အခုကြီးတောက်ပြီးတော့မှဟိုလှုပ်ထပ်ပါတယ်သူလည်းပဲစီစဉ်နေကြပါတယ်ဟုတ်